မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August လ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းစင်မောင်ဝဲမြို့နယ်မှာစစ်သားအလောင်းတင်ဆောင်လာတဲ့ကားတစ်စီးနဲ့ရဲကားကိုမိုင်းဆွဲတိုက်ခတ်ရာစစ်ကောင်စီဘက်က10ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ29ရက်နေ့မှာစင်မောင်ဝဲမြို့နယ်ဘကိုးရုံမှအတွင်းကိုစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ခွေးများကိုတော်လိုင်းတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ရာစစ်တပ်ဘက်ကထိခိုက်သိမ်းဆုပ်မှုများပြားခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အဲ့ဒီနေ့မွန်လွယ်၃နာရီကမှသိမ်းဆုပ်သွားတဲ့စစ်သားအလောင်းတွေကိုတယ်လာတဲ့စစ်ကားကိုလည်းစေမောင်ဝဲမြို့နယ်ဒနုံးမြောင်ဂိတ်နယ်ဝါစီမြောင်ဂိတ်ကြားလမ်းပိုင်းတနေရာမှာတော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ရာစစ်ခွေး၆ဦးသိမ်းဆုပ်ပြီးတော့ကားဟာလည်းထိခိုက်ပျက်စီးသွားတယ်လို့သိရပါဗျ။ဒါအပြင်ဇွန်လ31ရက်နေ့မှာလည်းစေမောင်ဝဲမြို့နယ်ကိုပင်ရဲစခန်းကနေတက်လာတဲ့ရဲကားတစ်စီးကို ကိုမင်းနဲ့တာစီဂိတ်ချာလမ်းမိုင်းတနေရာမှာမိုင်းဆွဲတိုက်ခတ်ခဲ့ရာရဲလေးဦးတေဆုံးခဲ့ပြီးတော့ကားဟာလည်းထိခိုက်ပျက်စီးသွားတယ်လို့သိရပါဗါး29ရက်နေ့ကဘန်းကုန်းကိုထိုးလာတဲ့စစ်ကြောင်းကိုမိုင်းဆွဲခဲ့တာစစ်ခွေး6កောင်တေသွားတယ်ဈေးရုံကရတဲ့တရင်အရာပါပြီးတော့31ရက်နေ့မှာလည်းကိုမင်းကနေထွက်လာတဲ့ရဲကားကိုနောက်တစ်ကြိမ်ထပ်ပြီးတော့မိုင်းဆွဲခဲ့တာရှိပါတယ်ရဲလေးကောင်တေးသွားတယ်လို့သတင်းရထားတယ်။ဆေးရုံမှာဆိုရင်လေပြင်ပလူနာရီဆိုလူနာရီကိုပဲဆေးရုံနဲ့အဝင်ခံတော့တယ်။ခွေးတွေလုံးချုံရေးယူထားတယ်။မိုင်းဆွဲတိုက်ခိုက်မှုကို အဖွဲ့တွေပူးပေါင်းပြီးတော့လုပ်ခဲ့တာပါလို့တရက်ခရိုင် MN ကတရင်ကပြန်ကြားရေးတောင်းခံကသတင်းပေးဖို့ပြောကြားထားပါတယ်။၎င်းမိုင်းဆွဲတက်ခတ်မှုကိုတရက်ခရိုင် MN ကတရင်စေမောင်ဝဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ပုံနာဝရီတောင်တွင်းကြီးမကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စေမောင်ဝဲပကဖတို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေတန်းပခုတ်ကူမြို့မှာရှိတဲ့တမတရက်တဲ့ဌာနချုပ်ကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ရာစစ်ခွေးတွေဘက်ကထိခိုက်ဒေဆုံးမှုရှိပြီးတော့စစ်တပ်ကလက်ပကန်ရွာကိုဝင်းအောင်စီးနှင်းကပြည်သူအယောက်30ကျော်ကိုဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ2ရက်နေ့မွန်းလွဲတနအီကစတင်ပြီးတော့ပခုတ်ကူမြို့မှာရှိတဲ့အမတ်တရတဲ့ချင်းမြန်တပ်မဌာနချုပ်ကို Burma Revolution Rangers တပ်ဖွဲ့ကဥဆောင်ပြီးတော့60မမလက်နက်ကြီးများနဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ အခုလိုတိုက်ခိုက်မှုအတွင်းမှာတမတရတဲ့ဌာနချုပ်ထဲကို60မမဘုံဒီနှလုံးကြက်ရောက်ပောက်ကွဲခဲ့ပြီးတော့တမတရတဲ့ကစက်တက်လေးထီနှစ်စီးပြန်တက်လာပြီးလက်နက်ကြီးပြစ်ခတ်ရာနေရာကိုစက်တက်နဲ့များနဲ့ပြန်လည်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်မြေပြင်ကနေလည်းစစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့်တော်လိုင်းရဲဘော်များကပိတ်မိနေကထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီထိတွေ့တိုက်ပွဲဟာတနအိကျော်ကြောင်ဖြစ်ပွားခဲ့ပြီးတော့တော်လိုင်းရဲဘော်များက ဖောက်ထွက်နိုင်ခဲ့တဲ့အတွက်ကြောင့်လွတ်မြောက်လာခဲ့ပြီးရဲဘော်တအူးဟာမစိုးရင်ကဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။စစ်ခွေးတွေတဲ့စီရင်ကတော့အတိမပြုတ်နိုင်သေးဘူး။ကျွန်တော်တို့တွေပြစ်ခတ်မှုအပြန်အလှန်ဖြစ်ပြီးတော့ပြည်သူတွေရဲ့ထွန်ဆက်တွေဘောကိုစိုက်ခဲနောက်တွဲတွေဘောကိုစစ်ခွေးတွေတင်သွားတယ်လို့တော့သိရတယ်။အခုတိုက်ပွဲကစက်တက်၄ထီးနဲ့လာတာဆိုတော့လေရင်ပြစ်0.5တွေလိုအပ်တာဗော။ကျွန်တော်တို့စီကလက်နက်တွေနဲ့အလုံးမဖြစ်ဘူး။ NUG ကလူကြီးတွေကိုပြောတော့လဲ ်သူတို့ကဟိုလွဲချဒီလွဲချနဲ့ဗောလီဘောပုတ်နေတော့ဘာမှကိုထူးမလာဘူးကျွန်တော်တို့မှရှေ့တန်းမှာအလုပ်လုပ်ရတာခက်ခက်ခဲခဲလုပ်ခဲ့ရပါတယ်ရဲဘော်တွေလည်းတော်တော်အနေနဲ့များတယ်အန်ယူဂျီလူကြီးတွေကိုလည်းလိုအပ်ချက်လေးတွေကြည်ပေးဖို့ပြောချင်ပါတယ်လို့ဘာမာ Revolution Rangers ကပြန်ကြားရေးတာဝန်ခံဒီမိုကပြောပြထားပါတယ် ်အခုလိုမျိုးတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အချမ်းမစစ်ခွေးများကတမတရတဲ့အနီးမှာရှိတဲ့လက်ပကန်ရွာကိုဝင်းအောင်စင်းင်းကပြည်သူအယောက်30ကျော်ကိုဖမ်းဆီးသွားပြီးတော့ရိုက်နှက်စစ်ဆေးမှုများလှုပ်ဆောင်နေတယ်လို့သိရပါဗျ။ပြည်သူတွေဖမ်းတာတွေရိုက်တာတွေဒီကောင်တွေအကုန်လုံးတော်တော်ဆိုးဆိုးဝါးဝါးလှုပ်သွားတယ်။ပြည်သူအယောက်30ကျော်လောက်ကိုဖမ်းဆီးသွားပါတယ်။ပခုတ်ကူတမတရတဲ့နားကလက်ပကန်ရွာကပြည်သူတွေကိုဖမ်းသွားတာပါ။ လူငယ်ပိုင်းတွေရောလူလက်ပိုင်းတွေရောလူကြီးပိုင်းတွေရောအကုန်ဖမ်းသွားတာအမျိုးသမီးတွေတောင်ပါသေးတယ်အမျိုးသားတွေလည်းပါတယ်တမတတရတဲ့အထက်မှာရိုက်နှက်ဆစ်ဆင်းနေတယ်လို့ Burma Revolution Rangers ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံဒီမိုကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကို Burma Revolution Rangers တပ်ဖွဲ့ BRR ပခုတ်ကူ People Defense Force PPDF နဲ့အတူ AR တောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းလိုင်မြို့နယ်ဘီရင်အောင်စစ်ကြောရေးကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား၂ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ29ရက်နေ့မနက်၈နာရီကမှအုပ်ဖို့မြို့နယ်အပိုင်းဘကိုးရုံးမှအတွင်းမှာရှိတဲ့မင်းလာ၁၀ပေါင်းမှာလိုင်မြို့နယ်ဘီရင်အောင်စစ်ကြောရေးကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားစောထူဖောနဲ့စောအဲကညောတို့ကိုတာယာရီခရင်တရင်၃ရက်နဲ့တခွဲငါဗျူဟာစစ်ကြောင်းတော်လိုင်းရဲဘော်များကအရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့သိရပါရတယ်။စစ်ကောင်စီတပ်သားစောထူဖောဟာ အုပ်ဖို့မြို့နယ်သားဖြစ်ပြီးတော့မက်လ14ရက်နေ့မှာတေးရောင်းပြီးတော့ဆိုင်ကယ်နဲ့ပြန်လာတဲ့အချိန်တောင်သုံးလုံးရွာတဲ့မှာစစ်သားများကပေါ်တာဆွဲဖမ်းဆီးသွားခြင်းဖြစ်တယ်လို့သိရပါဗျာ။ စစ်ကောင်စီတပ်သားစောအေကညောဟာလည်းမင်းလာမျိုးနယ်ကဖြစ်ပြီးတော့မက်စလာ28ရက်နေ့မှာကိုင်းမြင်ကြီးရွာထိပ်မှာဝါခုံနေတဲ့အချိန်စစ်သားများကပေါ်တာဆွဲခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အခုလိုမျိုးပေါ်တာဆွဲခံရပြီးတဲ့နောက်စစ်သားများကတပ်ဆိုင်ရာမြို့နယ်ထွေးဦးရုံးများကနေတဆင်ရန်ကုန်တိုင်းလှဲကူးမြို့နယ်ရဲမော်တပ်မြို့တင်တန်းကျောင်းကိုပို့ဆောင်ကစစ်မှုထမ်းအပတ်စဉ်ဆက်နှစ်အဖြစ်နဲ့ဆက်တပတ်ကြာစစ်တင်တန်းတွေကိုတက်ရောက်ခဲ့ရပြီး ရခိုင်ပြည်နယ်ကိုပို့ရန်လှိုင်းမြို့နယ်မှာရှိတဲ့ဘီးအောင်စေကြောရေးမှာလူစုနေတဲ့အချိန်ဇူလိုင်လ22ရက်နေ့မှာထွက်ပြေးလာခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။သူတို့ကိုရခိုင်ကိုပို့ဖို့ဘီးအောင်စေကြောရေးမှာလူစုနေတုံထွက်ပြေးလာတယ်လို့ပြောတယ်။အခုသူတို့ကိုလုံခြုံတဲ့နေရာမှာထားထားပြီးတော့စစ်ဆေးမှုတွေဆက်လက်လှုပ်ဆောင်သွားနေပါတယ်လို့တာယာဝတီခန်တရင်383ညနဲ့တက်ခွဲကဘျူဟာစစ်ကြောင်းကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြားရောက်ပေါက်ကွဲပြီးပြည်သူ၃ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ၃ရက်နေ့မွန်းလွဲတနားရီလောက်မှာမြင်းညာမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ခမာယာ၁၅တပ်ရင်းကအကြမ်းဖက်စစ်ခွေးများကလက်နက်ကြီးများနဲ့ကျေးရွာများကိုရန်တမ်းပစ်ခတ်နေတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးများဟာကျေးရွာတွေကိုကြားရောက်ပေါက်ကွဲခဲ့ပြီးတော့ပြည်သူ၃ဦးပွဲချင်းပြီးသေဆုံးကကလင်းငယ်တအုပ်အပါအဝင် ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။စစ်ခွေးတွေကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လက်နက်ကြီးတွေနဲ့ရမ်းပြက်နေတာရွာကြီးရွာတွေကိုကြားရောက်ပောက်ကွဲပြီးတော့ပြည်သူ၃ဦးပွဲချင်းပြီးတိတ်ဆုံးသွားပါတယ်။ကလင်းငယ်တအုပ်အပါဝင်၂ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံပြည်သူတအုပ်ကအတည်ပြုပြောကြားထားပါတယ်။ဒါအပြင်ချင်းပြည်နယ်မင်းတပ်မျိုးကိုအကြမ်းဖက်စစ်ခွေးတပ်ကလေရင်နဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့ရာအစိုးရအဆောက်အုံနှလုံးပြည်သူတွေရဲ့နေအိမ်၈လုံးစုစုပေါင်း၁၀လုံးခန့်ထိခိုက်ပျက်စီးခဲ့တယ်လို့မင်းတပ်မျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ ဩဂတ်စ်လ3ရက်နေ့မနက်7:50မိနစ်မှာလေကြောင်းတိုက်ခတ်မှု2ကြိမ်လှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီလေကြောင်းတိုက်ခတ်မှုများမှာပြည်သူတွေထိခိုက်ဒဏ်ရာရမှုမရှိပဲအဆောက်အအုံများသာထိခိုက်ပျက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံချင်းမိုင်မြို့မဲဟိုဖရာကျေးရွာမှာရှိတဲ့စောက်လုပ်ရေးလုပ်ငန်းခွင်မှာမြန်မာအလုပ်သမားကိုစန်းထွေးလုပ်ငန်းခွင်မှာဓာတ်လိုက်တေဆုံးသွားခဲ့တော့လဲကုမ္ပဏီဘက်ကရင်းနေပြီးတော့တေဆုံးတယ်လို့စစ်ချက်လိမ့်လည်ခဲ့တဲ့အတွက်နေနာသူမိသားစုဝင်ရဲ့တိုင်ကြားမှုကြောင့် Walker Alliance Walker Alliance Group WAG ကလိုက်လံပြီးတော့ကုညီဆောင်ရွက်ပေးမှဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇူလိုင်လ31ရက်နေ့မနက်၈နာရီကမှကိုဆန်းထွေးကလုပ်ငန်းခွင်အတွင်းမှာအလုပ်လုပ်နေတဲ့အချိန်ရေကန်ထဲမှာရေဆုပ်ဆက်ကန်ရဲနဲ့ဓာတ်လိုက်တေဆုံးသွားခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ကိုဆန်းထွေးရဲ့ရုပ်အလောင်းကိုကယ်ဆယ်ရေးအဖွဲ့သားများနဲ့အလုပ်သမားများကတည်ယူပြီးတော့မဲတန်ဆေးရုံကိုပို့ဆောင်ပြီးဆေးရုံမှာတညထားကနောက်နေ့မှာချင်းပိုင်ဆေးရုံကြီးကိုပို့ဆောင်ကဆေးစစ်ချက်ရယူခဲ့တယ်လို့သိရပါဗျ။ဆေးစစ်တဲ့အချိန်မှာကုမ္ပဏီကစည်ရေးမှနဲ့အင်ဂျင်နီယာများက စစ်ဆေးချက်ခံယူပြီးတော့စေးစာမှာရေနစ်တေဆုံးတယ်လို့သာထွက်ဆိုထားခြင်းဖြစ်တယ်လို့သိရပါဗျ။အလောင်းကအခုတည်းကမတူကြွားသေးဘူး။တထေးကအလောင်းကိုတာဝန်မယူဘူး။မြန်မာအေဂျင်စီဘက်ကလည်းလက်လွတ်စွဲလုပ်တယ်။ MOU အလုပ်သမားဖြစ်တာကို အခု MOU အလုံသမားဖြစ်လို့ကျွန်တော်တို့ကတန်ယုံကိုအကြောင်းကြားဖို့ပြောထားတယ်။စက်ယုံမှာဓာတ်လိုက်တည်ဆုံးတာကိုရေနစ်တယ်ဆိုပြီးတော့စေးစာထွက်တယ်လို့ WAG အဖွဲ့ကကိုမုံတိုင်းကရှင်းပြထားပါဗျ။ကိုစန်းထွေးဟာမြန်မာနိုင်ငံက Thai Service Agent Company Limited နဲ့တရားဝင်စာချုပ်ချုပ်ဆိုပြီးတော့ MOU နဲ့အလုပ်လုပ်နေသူဖြစ်ပြီးတည်ဆုံးမှုအတွက်လုပ်ငန်းခွင်တာဝန်ရှိသူများကဖြစ်စဉ်အတွက်ပကံကြီးအာမခံကြီး ဘတ်9000ပေးမယ်လို့သိရပါဗါးအလောင်းကိုကြိုဖို့အတွက်တာဝန်ယူပေးမယ်လို့ကာယကံရှင်ရဲ့ညီဖြစ်သူကိုလက်မှတ်ရေးထိုးခိုင်းခဲ့တယ်လို့ပြောပါတယ်အဲ့ဒီလောက်ရက်ကိုညီဖြစ်သူကမချေနှက်တဲ့အတွက်လက်မှတ်မရေးထိုးပေးပဲတရားမျှတမှုကိုရရှိစေရန်အတွက်ကုညီဖြည့်ရှင်းပေးရန် WAG အလို့သမားမဟာမိတ်အဖွဲ့ထံကိုအကူအညီတောင်းခံလာခြင်းဖြစ်တယ်လို့သိရပါတယ်အမှုရဲ့စာကိုပြန်ပြင်ဖို့လုပ်မယ်ရော်ကြီးပိုင်းတွေကိုလိုက်ရမယ်ပကံစခွန်ရှိတယ်ဆိုရင် ဘတ်၈သိန်းလောက်အထိရရမှာလို့ WAG အဖွဲ့ကကိုမုံတိုင်းကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကြတာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင် တော်လိုင်းရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပြစီခင်ဗျာနေစင်မပြတ်အစ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းကလေးမျိုးပြပျောက်ကြား UG အဖွဲ့ထံကိုလက်နက်ခမ်းများပါယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့တဲ့စစ်ကောင်စီတပ်သား16ဦးကိုတအူးကိုငွေကျပ်330စီချိမြင့်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ9ရက်နေ့မှာချင်းပြည်နယ်ကိုထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကစစ်မှုထမ်းတပ်သားတဲ့ဆက်တအူးတမိုးမျိုးကပြူစောတီတအူးနဲ့အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးခံရတဲ့အသက်မပြည့်သေးတဲ့လူငယ်များအပါအဝင် စုစုပေါင်း16ဦးဟာကလင်းမျိုးပြပျောက်ကြား UG အဖွဲ့ထံမှာလက်နက်ခဲယမ်းများပါယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတက်များဟာအကြမ်းမဆက်တက်ကအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးထားတဲ့စစ်မှုထမ်းတပ်သားတက်များဖြစ်ပြီးတော့တပ်မရှင်တပ်မ39တက်မ56တို့က စစ်မှုထမ်းအပတ်စဉ်608 4လို့ကဖြစ်တယ်လို့သိရပါတယ်။အလင်းဝင်ရောက်လာတဲ့တပ်သားတဲ့16ယောက်ကိုတယောက်ကို330ချင်းမြင့်ပေးခဲ့ပါတယ်။အလင်းဝင်လာတဲ့သူတွေကချင်းမြင့်တွေကိုစစ်စင်ရေးပါလာတဲ့သူတွေပါငွေချင်းအခက်ခဲကြောင့်အခုမှစွန့်ငွေချင်းမြင့်နိုင်ခဲ့တာပါ။ကြည့်မြင်ခဲ့တဲ့ထဲမှာဇိုလိုင်လ19ရက်နေ့ကနောက်ထပ်ဝင်လာတဲ့3ယောက်လည်းပါပါတယ်လို့ကလေးမျိုးပြပြောက်ကြား UG အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်။အလင်းဝင်လာတဲ့သူတွေဟာ ကလေးမျိုးပြပျောက်ကြား UG အဖွဲ့ထံကိုချိတ်ဆက်လာတဲ့အတွက်ကြောင့်ဒေါ်လိုင်းရဲဘော်များကကဲထုတ်ခဲ့ရခြင်းဖြစ်ပြီးဇူလိုင်လ၁ရက်နေ့မှာတမိုးမျိုးပေါ်မှာပြူစောတိအဖွဲ့နဲ့အတင်းအဓမ္မပေါ်တာဆွဲခံရတဲ့လူငယ်၂ဦးကိုပါကဲထုတ်ခဲ့ရတယ်လို့သိရပါဗျ။ခက်ခက်ခဲခဲသွားပြီးတော့ကဲထုတ်နိုင်ခဲ့ပါတယ်။တမိုးမျိုးပြူစောတိတအုပ်နဲ့အတင်းအဓမ္မပေါ်တာဆွဲခံရတဲ့လူငယ်၂ဦးမှာပေါ်တာဆွဲခံရတဲ့လူငယ်ကအသက်မပြည့်သေးပါဘူး။ကလေးမျိုးပေါ်မှာပေါ်တာဆွဲတာတွေတအားဆွဲနေတယ်။လူငယ်တွေဂျူးဆိုင်ကြပါ ဆုံးဖြတ်ချက်တွေမပြတ်သားပဲနဲ့အနေချောင်းအစားချောင်းလုံးမနေပဲမိမိတို့လုံမြောက်ချင်းနဲ့စိတ်ရှိနေရတဲ့တော်လိုင်းရဲ့အတွက်အထောက်အကူမပြုတ်ပဲနေသားသလိုမနေကြပါနဲ့လူငယ်တွေဟာတိုင်းပြည်ရဲ့အနာဂတ်တွေပါမိမိတို့ရဲ့ကိုယ်စွမ်းကိုစတွေကိုတော်လိုင်းရဲ့အတွက်ပေးဆပ်စေချင်ပါတယ်လို့ကလေးမျိုးပြပြောက်ကြား UG အဖွဲ့ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ